အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြချင်တဲ့ဇာတ်လမ်းလေးကတော့ဆရာကြီးဗုဒ္ဓရာရဲဘော်သုံးချက်ရေးသားထားတဲ့ကြားဆိုတဲ့ဝိထုတူလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကြား ကြားအကြောင်းကိုယခုတလောသတင်းစာလောကနှင့်မဟုတ်စုများက အတော်ပင်ပြောကြဆိုကြလေသည်ရွှေကျင်မြို့၏သတင်းထောက်များရေးသားသတင်းပုတ်ချက်များကိုမူတီကရေးသားပြောဆိုကြခြင်းဖြစ်သည်ရွှေကျင်ချောင်းဖျားအထက်ကြောက်နဂါတနိဖာအစရှိသည့်ဒေသ၌တောင်းကျမ်းနေသောကြားရဲ့အကြောင်းပြု၍ရေးသားပြောဆိုနေသောစကားများအနက်ကြားရဲ့ဤတောင်းကျမ်းမှုမှာကြောက်ခမန်းလိလိဖြစ်နေသောသတင်းများဖြစ်နေပေ၏ ကျွန်တော်ကိုယ်တိုင်ပေါ်ပြပါဒဏိဖာကြောက်နဂါကြီးရွာများတို့စစ်တာဝင်နဲ့ရောက်ခဲ့ဘူး၏။နေမြေဒေတာအကြောင်းကိုလည်းလှိလာမှတ်သားဘူး၏။ရွှေချင်းဒေတာတီရှမ်းယူမတောင်ကျောနေမြေကို အခြေပြုထားသည့်တောနှင့်တောင်ကုန်းများရောဆက်ထားသည့်အင်မတန်မိုးလီအားကြီးသည့်ရာသီတောများထူထပ်ရာဒေတာတာဖြစ်ပေ၏။မင်းရအောင်စစ်စင်ကြီးအတွက် ကျွန်တော်၏စိတ်တက်တက်ဖွဲ့တစ်ခုကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အမှတ်နဲ့တမဟာဤတောင်းဆိုချက်အရရွှေချင်းနေမြေတို့အရေးတကြီးဆေလွတ်ခဲ့ခြင်းကြောင့်ဤရွှေချင်းချောင်းပြားဒေသကိုပိုင်နိုင်စွာ ရောက်ခဲ့ခြင်းသာဖြစ်ပေ၏ဗမာတပ်မတော်အမှတ်နဲ့တမဟာနှင့် အမှတ်သုံးတမဟာအင်အားစုသည်အလုံးအရင်းနှင့် တပုံတပ်ဖွဲ့များဤအခြေခံနေမြေဒေသတို့ထိုးစစ်ဆင်ရအတွက်ခြေလင်းတပ်ပေါင်းစုများ တောင်ပေါ်ဖြစ်အမြောက်တပ်ဖွဲ့များနှင့်ရွှေကျင်မြို့မှခြေကုပ်ယူကာပေါ်ပြပါချောင်းဖြားဒေသတို့ခြေတက်တိုက်ခိုက်ခဲ့ရဝဲကြောက်နဂါတဏိဖာမဲဆောင်ဝဘူလိုစရိကျေးရွာဆင်လိုက် ရောက်ရှိတက်ဆွဲကတမတော်တာဝန်ဝတရားများကိုလှုပ်ဆောင်ခဲ့သည့်ဖြစ်ပေါ်ပြပါဒေတာများတို့စာရေးသူတီရောက်ရှိခဲ့ပြီသည်ကြားတောင်းချမ်းနေသည့်ဒင်ယာတဝိုက်ကကြောက်နဂါရွာတဝိုက်ဖြစ်၍ ထွေတော်များကြိမ်တော်များနှင့်ဝါတော်ကြီးများ ပေါရောက်ရာဒေတာဖြစ်၍ယခုကဲ့သို့မိုးရာသည့်အချိန်၌သွာလာရေးမှာအင်မတန်ခက်ခဲလှပြီ။ရွှေကျင်ချောင်းတွင်မှဝါဖောင်များနှင့် လူအထံပိုးများနှင့်သာသွာလာရေးအတွက်နီးသနီးသာဆက်သွယ်ရေးခရီးစဉ်ရှိခဲ့ပေသည်။အင်းစိန်နေမြေတဝိုက်ကမှုတ်ဆိုးဝါသနာပါသူများသည့် ပေါ်ပြပါကြောင့်ငကားဒေသတို့ကြားစုံနှိမ်နှင်းရေးအတွက်စွန့်စွန့်ဆာဆာသွားရောက်ကြသည့်တရင်ကို ကြားသိရ၍ချီးကျူးမိပါသည်။သွားလာကြသော မုတ်ဆူများသည်သောတောင်ဒေသအခြေအနေနှင့်တားကောင်ကြီးများကိုပြစ်ခတ်ကြဖို့သော မုတ်ဆူဝါရင်သူများဖြစ်ကြလိမ့်မည်ဟု၍လည်းမျှော်လင့်တောင်းတမိသည်။သူတို့၏ခီးစဉ်ကိုစင်စားရင်အမှန်အတိုင်းဝေခံလိုက်ရလျှင်စိုးရိမ်စိတ်လေးတွေပေါ်လာမိသည်။ မုတ်ဆိုးအချင်းချင်းကိုချင်းစာနာသောစိတ်ထားများကြောင့်ဤသို့ပူပန်ဆိုးရိမ်မှုလေးတွင်ပေါ်လာခြင်းဖြစ်ပေသည်ကြားသည်ခြေလေးချောင်းတတ္တဝါထဲတွင်အင်မတန်လိမ္မာပါးနက်သော အသားစားတတ္တဝါဆိုပင်ဖြစ်ပေ၏သူ့ထက်အလုံးရဲ့ကြည်သော မြင့်သောငယ်သောမရွေးတန်းသူစာလောင်သည့်အခါ၌အပိုင်အနိုင်ကြိုက်တတ်နိုင်စွမ်းရှိပေ၏အာရှနှင့်အာဖရိကတိုက်တွင်သူ့ထက်လုံးဖန်အင်အားအလုံးကြီးမားသဖြင့် တခြားတိရစ္ဆာန်တွေနဲ့လူတွေက လေစာကြောင်းရွနေကြသည့်အီယာမဆင်ကြီးတွေကိုပင် သူဤကိုလုံးအရက်မောင်းသုံးပုံတစ်ပုံမရှိခဲ့သောကြားကချမ်းသာပေးခြင်းမရှိစတဲ့တက်ဖြတ်စားတော့ကြောင်းကိုစာရေးသူတီတော်တွင်ကိုတွေ့ခမ်းများအဖြစ်မကြာခဏတွေ့မြင်နေရပေ၏စာရေးသူဟာကြားနေစဉ်ဘယ်တတဝါကိုစိုးရင်တနည်းဟု မေးလာခဲ့လင် မဆိုင်မတော့ပင်ကြားဟုတိကြတော်အဖြစ်ကို ပေးရပေလိမ့်မည်အဘဲကြောင့်နေဟု မေးလာခဲ့ပြန်လင် ဖြေးစရာအလွန်ခိုင်မာသော အချက်လက်များနှင့် ကိုတွေ့ခမ်းများကအပိသားအပိုင်သားတတ်သိခံနေပေလိမ့်မည်ကြာတတဝါကတောတောင် ပထဝီအခြေအနေကို အလွတ်ရတီမုတ်ဆိုးအကြီးစားသာဖြစ်ပေ၏ကျွန်တော်အနေနဲ့အမဲပြစ်ထွက်တိုင်းကြာအကိုက်ခံရသောကြာအချောင်းခံရသောတားကောင်ဤခြေရာတွေးခဲ့လင် ရှေ့အဝေးဆုံးတမိုင်နမိုင်အတွင်း၌ကြားစားထားသည့်သားကောင် သို့မဟုတ်ကြားစားပြီးကြံရစ်ခဲ့သည့်ရုပ်ပြက်ဆင်းပြက်တပိုင်းတစအကောင်အစိတ်ပိုင်းများကို တွေ့ရမြဲတာဖြစ်ပေ၏တောကျွမ်းတီဟု၍နမည်ကြီးလာသော မနုဿတူမုတ်စုတီတောဆက်ခင်ဆက်ကျောဆက်မှန်သည်မြကိုကြားထက်ပင် အကြမတ်ကြသိမိမဟုတ်ချေကြားဤစွမ်းရည်ထူးခြားချက်များကအင်မတန်အပေါင်းအချောင်းကောင်းပြီးမျက်စိရှင်ခြင်းဖြစ်သည် စာရေးသူတီကြားများရှိသောတောတောင်တွေတွင်စကမ်းချခဲ့လျှင် ကြားတဲ့ကြားဟင်းတဲ့ကြားနေရရင် စိတ်ချလက်ချအေးရည်ကြားချေရာလက်လက်ဆက်ဆက်တွေးပါလျက်နှင့်ကြား၏အတန်များဟိန်းဟောက်တဲ့တိတ်တန်များမကြားရလင် အလွန်သတိဝိရိယထား၍ထွေတော်ခြုံတော်ရှင်းတော်လွင်တော်ကွက်လက်တွင်စကန်းချကာတနတ်ကိုလက်မမလွတ်တန်းအသင့်ကန်ရင်စကန်းချမြဲဖြစ်ပြီကြားသည်တစုံတရာလောက်ကြံတော်မီဝင်ရောက်လိုက်တော်မီဆိုလျှင် သူရှိနေကြောင်းအရေးအငွေ့မှမသိစေရပဲလှုပ်ရှားမှုနဲ့အတန်များကိုမြုံ၍တူဝက်ထားပြီးလင်ရုတ်တရက်တစ်ဖက်ကရုတ်တရက်တစ်ဖက်ကကာယကံရှင်မမျော်လင့်ခြင်းတတိလင့်နေခြင်းငိုက်ချိန်တွင် လေဤလင်မြန်ချင်းမျိုးဖြစ်ရုတ်တရက်တစ်ချိန်ထိုးဝင်ရောက်တိုက်ခိုက်တတ်သောကြောင့်ဖြစ်ပေ၏တခါကကျွန်တော်ရန်ကုန်ရောက်စဉ်တွင်ကျွန်တော်၏ရဲဘော်ဟောင်းဖြစ်သောပြည်မြို့မှနမေကျော်မုတ်ဆိုးတကြီးဦးအေးမောင်ရန်ကုန်မှမုတ်ဆိုးဦးမောင်ခင်နှင့် ကျွန်တော်တို့ဒီကြာအကြောင်တွေ့ကြုံများကိုပြန်၍ပြောကြဆိုကြကာတနေကုန်ခဲ့၏ကျွန်တော်ဤရဲဘော်ဦးအေးမောင်ကယမန်နှစ်ကတောင်ကုတ်ဂါလန်၌ကရင်စင်သမား၃ဦးကိုနှစ်ရက်အတွင်းအသေးသက်ဖြတ်စားတော့ခဲ့သောကြားကြီးကိုပြစ်ခတ်ခဲ့သူဖြစ်ကြောင်းကိုဖော်ပြမှသာသူဤမုတ်ဆိုးဝါရင်မှုကိုရိတ်စားမိခဲ့ကြပေလိမ့်မည်မုတ်ဆိုးဝါရင်သောကြားများနှင့် ပွဲကြီးပွဲကောင်းမတွေ့ခဲ့ဘူးသောတနတ်သမားမုတ်ဆိုးတင်ကစာများအတွက်ကြားစုများအ धिक လူသားစားပြီးသော လူကိုကိုက်ချီစားတော့ခဲ့ဘူးသောကြားစုများနောက်သို့လိုက်လံသည့်အခါ၌အကယ်၍တိကျွမ်းသောမုတ်ဆိုးကောင်းကြီးများမပါခဲ့လင် ထိုမုတ်ဆိုးလက်သည်များအဖို့အသက်ဘေးအန္တရာယ်အလွန်ကြီးမားလှပြီ။ကြားသက်တော်သည်မနုဿဒလူသားတွေလောက်နေနီးအတိညာရှိ၏။အကင်ပါ၏ဆင်ချင်းတုံတရားရှိ၏။ အဆွဲလန်းဒေါရစိတ်အားကြီးလှပြီဥပမာကြားနောက်သို့လိုက်လံကြသောသူသုံးယောက်ရှိသည့်ထားကြပါစို့ရှေ့ဆုံးမှ လမ်းပြလို့သူ ရွာသားကဓမ္မကြီးကိုထမ်းလျက်အလဲလူတနတ်သမားမဟုတ်ဆိုးကရိုင်ဖယ်ကိုထမ်းလျက်နှောက်ဆုံးလူတနတ်သမားအဖော်ဖြစ်လွယ်အိတ်ရေဘူးရှိတ်ခါထုတ်ကိုထမ်းလျက်ကြားယူနောက်သို့လိုက်ခဲကြသည့်ထားကြပါစို့ ကြားဒီလမ်းဘေးကအသာချောင်းပြီးမှုတ်ဆိုးအဖွဲကိုတိုက်ခိုက်ခဲ့လင် အမှန်အတိုင်းဖြစ်ရိုးဖြစ်စဉ်အရဆိုလင် ရှေ့ဆုံးမှလမ်းပြလောက်တူကိုဖြစ်စီ နောက်ဆုံးမှ အဖော်လောက်တူကိုဖြစ်စီအနည်းဆက်ဆုံးအစွန်ဆုံးလူကိုကိုက်ရပြီမီကြာကဤသို့ဖြစ်ကြက်ဆန်မကိုက်ပါချေမိမိအားအဖေသူကအ धिक အန်ဒရယ်ပြုနိုင်မည်ဟုသောစဉ်စားချက်ဖြင့်လူသုံးဦးအနက်ရိုင်ဖယ်ထမ်းလာသည့်တနတ်သမားကိုသာ တမင်ရွေးချယ်ပြီးအလယ်မှထွင်း၍ကိုက်မိတာဖြစ်ပေ၏။ကြားသတ္တဝါကဤကဲ့သို့အတိတရာအကင်းပါလာသောသတ္တဝါသာဖြစ်ပေ၏။ထင်ရှားတော့ဖြစ်ဖြစ်သာတကတစ်ခုပေးရလင်။စစ်တွင်းကာလဂျပန်များကအိန္ဒိယပြည်ဖက်သို့စတင်ကာထိုးစစ်ဆင်နေသောအချိန်အခါဖြစ်ပေ၏။ထို့ကြောင့်အရေးကြီးလာသောဆက်တွေ့ရည်လမ်းဖြစ်သည့် ပြီးတောင်ကုတ်ကားလန်းကြီးကို ရှိရှိသည်မြလူအားတအားနှင့်နှိမ့်ချင်ညချင်းပြင်ဆင်လောက်ကင်နေကြပါသည်နနက်နေ့ခင်းကာလများ၌ထိုတောင်ကုတ်ကားလန်းကြီးပေါ်၌လမ်းပြင်သောဂျပန်တပ်များဗမာချွေးတပ်များနှင့်ဗမာကာကွယ်ရေးတပ်မတော်သားများကိုတနက်အစာပေါတူးပေါက်ပြားတွေကင်ကလမ်းမကြီးကို စနစ်တကျပြင်ဆင်လောက်ကင်နေသည်ကိုတွေ့နိုင်ပြီ၏ ညကာလတွင်ဗမာအလုသမားများနှင့် အခြားတပ်ဖွဲ့များကပင်ပန်းစွာဖြင့်နေခင်လုလုခဲ့ရသည့်ဒဏ်ချက်ကြောင့်မိမိတို့တပ်စခန်းများတွင်၌အနားယူအိတ်ဆက်နေစဉ်တွင်ပန်းတောင်မြို့ချီတွင် အသင့်ပြင်ထားသောဂျပန်ကားတပ်ကြီးများသည်ဆက်တန်ကားတန်၊စူညာတုံဟီးနေအောင်မောင်းနှင်ကဗမာရဲဘော်တွင်နာမည်ခေါ်ဝေါ်ပေးထားခဲ့ကြသည့်ဝင်းကဘာတောင်လန့်ခီးစဉ်တိုင်းရခိုင်ရုမတောင်တန်းကြီးကိုရစ်ကာပတ်ကား ပိုးတီရစ်တကဲ့သို့တောင်ကုန်းမြို့စီသို့ဂျပန်တပ်အင်အားစုများပို့နေကြပေသည်တောင်ကုန်းမှစစ်တွေမောင်တိုဘူဒီတောင်စသည့်ရှေ့တန်းစစ်မျက်နှာများသို့ဂျပန်စစ်အင်အားကိုဖြစ်တင်းကာအင်္ဂလိပ်အမေရိကန်တပ်များနှင့်ရင်ဆိုင်တိုက်ခိုက်ကြစေသည်မောင်မိုက်တို့ညကာလတွင်ပြည်တောင်ကုန်းကားလမ်းပေါ်မှ မောင်းနေနေသောစစ်ကားတန်းကြီးများမှမီးရောင်များမှာသတင်းကြွမီးပွဲကဲ့သို့တတော်လုံးတတော်လုံးလင်းထိန်နေတော့၏ ကြီးရှု၍လည်းအင်မတန်ကောင်းလာသောမိရောက်များသာဖြစ်စေတော်၏။တချီတချီတွင်ရန်သူလရင်ပြများကရုတ်တရက်ကားလန်တလျှောက်ပေါ်သို့ပြန်တန်းလာတတ်ပြီးလင်မိရောက်တွေထိန်လင်းနေသည့်စစ်သားတင်ဂျပန်ကားများကိုဆက်တနနဲ့မှွေခြင်းဘုံကျဲချင်းများပြုတ်လုပြီးစင်တဲနှင့်ပြီးပန်းတောင်းမြို့များကိုနှောက်ဆုံဘုံကျဲပြီးမှဇိမ်ပြေနှပြင်းနှင့်ရခိုင်ယူမကြီးကိုဖျက်ကျော်ကား အိန္ဒိယပြည်တွင်းရှိသူတို့၏အခြေခံလေသက်စခန်းများစီသို့ပြန်ကြွတတ်ပေ၏။မှောင်မိုက်တုံညတညဖြစ်ပါသည်။ကောင်းကင်ယံမှကျယ်ပွင့်တွေကလည်း အမောက်ထုကြား၌အိမ်ငိုက်နေကြသည့်ပမာ မလင်းတဲ့နှင့်တိမ်ကြားကိုလည်းရှိ၏။အကျန်းဖြင့်၍ဖောက်လုပ်ထားသည့်ပထောင်းတောင်ကုတ်ကားလန်းတပြေစခန်းပေါ်၌ဂျပန်စစ်ကားကြီးတစ်စီးကိုမှုံဝါးဝါးလမ်းမဘေးတွင် တွေ့မြင်နိုင်တော်သည်။ ထူးထူးခြားခြားဂျပန်စစ်ကားကြီးတစ်စင်းသေးပြင် တပြေစကန်လမ်းမပေါ်၌ရပ်နေခြင်းမှာအကြောင်းတစ်ခုခုရှိနေခြင်းကြောင့်ဒီကားကောင်းမိုက်ရှိခန်းရှိဒရိုင်ဘာခန်းတွင်မှဂျပန်နှစ်ယောက်ဒီအရေးတကြီးစကားပြောနေတဲ့ကလည်းထွက်ပေါ်လာပြန်တော့ဒီပဒောင်းရောက်ရင်စာကေကောင်းကောင်းထောင်ပြီးအနားယူလိုက်မယ်ဆုံးဖြတ်ထားတာအရေးထဲမှာဟာနီဒါဆန်ကြီးကားကဘိန်းပေါက်ရသေးတယ်တေးပြီးကြွားကြတာပဲဟာနီဒါဆန် သူ၏ညာဖက်မှကပ်၍ထိုင်နေသောဂျပန်တပ်ချက်လီဟာနေဒါဆန်သည်ရေမောလိုက်ပြီးလင်ကိစ္စမရှိပါဘူးယူဂိုဒါဆန်သူတို့ကားတွေရှိကသွားနေပေမဲ့လို့ကျွဲကလေးစခန်းမှာသူတို့ပစ္စည်းတွေတင်ရအောင်ပါပါငါတို့ကားဘိန်းကိုဖြုတ်ပြီးအသင့်ပါလာတဲ့ဘိန်းတစ်ဘိန်းတက်လိုက်ရင်ဘာကြမှာလိုက်လို့လဲ15မိနစ်မိနစ်20ပါပဲကဲဒီလိုဆိုရင်ငါတို့နှစ်ယောက်သားအောက်ကိုဆင်းပြီးတောက်ထောက်ပြီးကားဘိန်းကိုဖြုတ်ကြရအောင်မှောင်လိုက်တာလဲမဲလို့ ရွာနားမှာအခုလိုဖြစ်ရင်ရွာထဲဝင်ပြီးဗမာရက်လေးပါလေးရှာပြီးနှိမ့်လိုက်ရင်ဘလောက်ကောင်းမှာလဲလို့ဒုက္ခခံပြီးခဏကလေးပြင်လိုက်ဖြုတ်လိုက် တက်လိုက်ရင်ပြီးသွားမှာပါပဲယူကူတာဆန်းပထောင်းရောက်ရင်အရက်ကိုစိန်နဲ့တောက်ပြီးလူကြီးတွေလင့်ရင်လက်တလို့မြို့ထဲထွက်ပြီးပွေရအောင်ဟိုမြို့မြောက်ဖက်အဆက်ကဗမာမအသားညွညူစီတွားရအောင်နော်ကြိုက်ပြီးကဲဓမီးသလုံးကိုဘက်ထရီနဲ့ဆက်ပြီးကားပြင်နေတော့ခဏထုံထားရအောင် ထိုင်ကုန်အောက်ကမှပြီးထုတ်ကြရအောင်။ဟာနီဒါဆန်ဒီသူတို့မြောက်ဘေးချင်းရှင်ကထိုင်နေကြတော့ထိုင်ကုန်အောက်ကိုမှ၍အရန်သင့်စီစဉ်ထားသည့်ဖန်တီးသလုံးနှင့်တဲကျိုးနှင့်ကရိယာတို့ကိုထုတ်၍ဘက်ထရီအိုးသလုံးနှင့်ဆက်တွေလိုက်ရာဖျောင်းတိုင်90အားရှိသည့်မီးလုံးသည်ရုတ်တရက်ကားရှိပိုင်းတွင် ထိန်လင်းရေသွားတော်၏အခုလိုမြင်းမြင်းထင်ထင်လောက်ရကန်ရမှကောင်းတဲ့ယူကိုတာစံဖြုတ်ရတွရလွယ်ကူတယ် ပြီးတော့ဒီနေရာတွေမှာကြားရီအာကြီးပေါ်တယ်လို့စကမ်းမှုကမှားလိုက်တယ်။ဒါကြောင့်ကားပေါ်ကမြေကြီးအောက်ကိုဆင်းရင်တနက်အမြဲတမ်းကန်ရမယ်လို့အမိန့်ပေးတာ။အာအတိတ်ပဲမရှိလူကြီးတွေကတိတ်ပြီးပူပန်နေကြတာကိုဘယ်ကလာပြီးဒီနေရာမှာမိရောက်ထိန်ထိန်ထဲမှာကြားဆိုတဲ့အကောင်ကိုကြောက်ရမှာလဲ။ရန်သူ ရောလူရောတတဘာကောင်းတွေပါငါတို့နေပွန်စစ်သားတွေအတန်ကြားတာနဲ့တပြိုင်နက်တည်းအလိုလိုပြေးချောင်ကြပြီးသားဆိုတာမှတ်လိုက်ပါကွာ။ တက်ကြကလေးဟာနေဒါဆန်သည်ကားတကားကိုပြုံးနေဖွင့်လိုက်ပြီးကားအောက်သို့အသာဆင်းလိုက်သည်ထို့နောက်ပတ်ဝန်းကျင်တစ်ဝိုက်ကိုအကဲခတ်ကြည့်ရှုလိုက်ပြန်သည်သူတွေ့မြင်နေရသော အရာဝတ္ထုများကနှက်ရှိုင်းသောတစ်ကြီးဝါကြီးများကို ကားလမ်းနှင့်ပေ20အနီးတစ်ဖက်တစ်ချက်တွင် တွေ့လိုက်ရပေ၏ထို့ကြောင့်သူသည်တစုံတစ်ခုစဉ်းစားမိဟန်ဖြင့်ဘာပဲဖြစ်ဖြစ် အမိန့်ဟာအမိန့်ပဲလေယူကိုတာဆန်ပေးဆန်ကရိုင်ဖယ်ကို တဖက်ကားတကားကိုဖွင့်နေရမှယူကိုတာဆန်သည်ထိုင်ကုံနောက်မီတွင်ကတ်မောက်ဆွဲချိတ်ထားသည့် rifle နှစ်လက်စလုံးကိုဆွဲထုတ်ကာ rifle တစ်လက်ကိုသူ၏အဖေါ်ဟာနေတာဆန်လက်သို့ပေးလိုက်ပြီးသူကကားတကားတဖက်အပေါက်မှအသာဆင်းလိုက်လေ၏နှစ်ယောက်စလုံးသူတို့၏ခပတ်ပြားကြီးတွင်တက်ဆင်ထားသည့်ကြီးစံဘူးထဲမှကြီးစံငါးတောက်စီကိုဆွဲထုတ်ကာ rifle မောင်းတံကိုနှောက်တို့ဆွဲထုတ်ကာ ကြီးစံ၅တောက်ကို rifle စလုပ်ထဲသို့ဖြည့်၍တွတ်ချလိုက်ပြီး မောင်းတံကို ရှေ့သို့ဖြည့်၍ထိုးတင်လိုက်ကာတော့ပိတ်လိုက်လေ၏ထို့နောက်လှံဆုပ်တွေကိုဆွဲဖြုတ်ကာတနက်ပြောင်းထိတ်တွင် ဖြက်ခနဲတက်၍လှံဆုပ်တက်လိုက်ကြပြန်သည် လာဆန်းပါစီဟာနီတာဆန်းပါကြဖြစ်ဖြစ်ငါတို့ rifle တနက်ပြောင်းသွားမှာကားကနေကြသွားမယ်။ရီမောရင်ချိန်ဝါလိုက်ပြန်ဒီတွင် ဟာနီဒါဆန်ဒီချားကိုရှုတ်ချတော့တဘောနဲ့ ကြီးစံအတောင့်ဘာလို့အကုန်ခံမလဲယူကိုတာဆန်။လှန်ဆုပ်နဲ့တစ်ချက်တည်းရင်ဘက်ကိုဖိထိုးလိုက်ရင်ကြားကောင်ဟာ ခွေးတကောင်တက်လိုက်တယ်လို့အတန်တော်ထွက်နိုင်အော်နိုင်မှာမဟုတ်ပေကိစ္စချောသားမှာပါပဲနှစ်ယောက်သားအတိုင်ဖောက်ညီစွာဖြင့်ဟန်ရေးပြကရီရီမောမောရှိနေကြပြီးတယောက်ကဇိန်နဲ့ secret လက်ကိုမင်းညိကဖွာလိုက်ပြီးလင်ငါကားဘိန်းကိုဖြုတ်မယ်ဟာနေဒါဆန်ကကင်းဆောင်တာဝန်ယူဟိ ဒိုးနေအောင်မျက်နှာချင်းဆိုင်အလုံးမလုံးကြပဲကြောချင်းကပ်ပြီးစကားပြောရင်ကင်းဆောင်ရင်အလုံးလုံးကြရအောင်ကောင်းတယ်ငါကင်းတော်ဝင်ယူပြီးအခုချိန်ကစပြီဟာနီဒါဆန်ဒီဂျပန်ရိုင်ဖယ်အရှိ6.5မီလီမီတာရိုင်ဖယ်တွင်လှံစုပ်ကိုတက်ကာလှံစုပ်ထိုးရင်အသင့်ပြင်းအနေထားရကင်းဆောင်လိုက်လေ၏ယိုဂိုတာဆန်ဒီဂျိုင်းထောက်ကရိယာနှင့်နောက်ကားဘိန်းဝင်ယိုကိုမကအပေါ်တို့မြင့်တင်ရင် မျက်စိရှင်ရှင်နဲ့ကင်းဆောင်တော်ဟာနေတဆန်။ကြားဆိုးွားတဲ့အကြောင်းဒီနာကဗမာလောက်ဓမားတွေခဏခဏပြောနေကြတယ်။အာကြီးအချောင်းမြောင်းကောင်းနေတသိရှိတယ်ပြောတယ်။ဟောဒီမှာလောက်ဓမားတွေကရန်တူလရင်ပြန်ထက်ကြားဆိုးကိုပူကြောက်ကြတယ်။ဟာနေဒါဆန်ဒီသူ၏စစ်သားဆွမ်းရည်ကိုအင်မတန်ယုံကြည်စိတ်ချသည့်လျောက်သူ၏စစ်သက်တမ်းမှာ ကိုနှစ်ကျော်ခဲ့သည့်အတွက်စစ်ပွဲများစွာတွင် အနိုင်ဘက်ကကြီးတိုက်ခဲရသည့်လျောက ယိုဂိုတာဆန်၏စိုးရိမ်ကြီးမှုကို ပြုံးနေမိသည်ထိုအခိုက်တွင် သူနှင့်ကိုဗစ်ခန့်ကွာဝေးသောခြုံပုတ်သည်တိတ်ခနဲလှုပ်သွားသည်ကိုဒံမီးရောင်အောက်တွင် ဟာနေဒါဆန်က တွေးလိုက်ရသည့်ကြောင်းရိုင်ဖယ်နှင့်ချိန်ကလှမ်းကြည့်လိုက်သည်သို့ရာတွင်ခြုံပုတ်ကလေးသည်လူတယောက်၏ရင်ဆုပ်ခန့်သာမြင့်သည့်အတွက်အထူးစိုးရင်စရာမရှိ လေတပ်၍လှုပ်သွားသည့်ဖြစ်ကြောင်းကိုဟာနေဒါဆန်သည်ထင်မှတ်ကာ လေကလေးကိုခြုံ၍ဂျပန်တချင်းတစ်ပုတ်ကိုစူနေပြန်တော့သည်ရခိုင်ဘက်ကရန်သူအချင်းနေပဲလို့လေမင်းထင်ကိုပြောဆန်းဟိဟာနေတာဆန်းကားဘိန်းကိုဆွဲထုတ်နေရာယူကိုတာဆန်ကလှမ်း၍မိလိုက်သည်ရန်သူတွေအားဆန်းနေတာပါယူကိုတာဆန်အလုံးရင်းနဲ့စီစင်နဲ့ထိုးစစ်မဟုတ်သေးပါဘူးအေးငါလည်းဒီလိုပဲထင်နေဒါနဲ့သူတို့လေချောင်းကအာကြီးအာကောင်းလှကြီးလား နေ့တိုင်းဘုံလာလာကျင်းနေပုံတွေလေအမေရိကန်ကူညီတွေ အားကြီးရတဲ့ပုံပဲယူကိုတာဆန်းဒါထက်ဘိန်းကိုဖြုတ်ပြီးပြီလားကားဘော်ကဘိန်းအစ်စ်ကိုချရအောင်မင်းအတာကင်းစောက်နေစမ်းပါငါတယောက်ထဲနိုင်ပါတယ်ယူကိုတာဆန်းဒီပေါက်နေသည့်ဘိန်းကိုတအားဆွဲထုတ်လိုက်စဉ်တွင် သူ့နောက်နားစီကလေပြင်းပြင်းတစ်ချက်တိုက်တကယ်သို့အတံမျိုးရုတ်တရက်ချလိုက်ရသည်ဘိန်းဟောင်းကိုမြေပေါ်သို့ချလိုက်ပြီး တို့ချင်းတိတ်နောက်မကြပါဘူးကွာဟာနေတာဆန်အကြဆုံးမင်းနဲ့အစိတ်ပေါ့ပြီးပါတော့မင်းဝမ်းသာအားရနဲ့ယူကိုတာဆန်ကပြောလိုက်သည်ဟဲ့အောင်အိမ်ငိုက်နေပြီလားဒါနဲ့မြားချားကင်းဆောင်တဲ့လူလားကွာရီးစရာယူကိုတာဆန်သည် သူ၏တငယ်ချင်းကိုရီမောရင်းအပြစ်တင်၍ပြောလိုက်လေ၏ဟာနေတာဆန်စီမစကားပြန်ကားမပေါ်လာတော့ချီဟာနေတာဆန်ဘာဖြစ်နေသလဲဟဲ့ကောင် ူ၏စကားကိုဖြေဖို့မရတဲ့ကြောင့်ဘိန်းစီတို့အာယုံပြုနေသည့်ယုတ်ကိုတာဆန်သည်သူ၏ဘေးတွင်အရန်တင့်ဆောင်ထားသည့် rifle ကိုလှမ်းဆွဲကာချက်ချင်းပင်နောက်ပိုင်းသို့လှည့်၍သူ၏ရဲဘော်ကိုရှာဖွေလိုက်လေ၏ဟာနီတာဆန်၏အရေးအယောင်ပင်မတွေ့ရတော့ချေလေနှင့်သူ ဟာနီတာဆန်ကရုပ်ချီးပြောက်ွယ်ချက်ကောင်းလှပေ၏ဒါမီတာခိုးရဟူသောဆဲဆိုသည်နှင့်ယုတ်ကိုတာဆန်သည် ဟာနီဒါဆန်ခြုံွယ်တနည်းအားတွင်အပေါ်ပါသွားသည့်ထင်းနှင့်ခြုံဆက်သို့လှမ်း၍ကြည့်လိုက်ရာခြုံဆက်တစ်ကိုင်းများကြား၌တွဲလဲကျန်ရစ်ခဲ့သောဟာနီဒါဆန်၏ရိုင်ဖယ်နှင့်လှံဆုပ်ကို တွေ့လိုက်ရပေ၏ဖုန်နေသောကားလမ်းပေါ်သို့ငုံ၍ကြီးလိုက်သည့်အခါတွင်ကအီယာမဝိုင်းဝိုင်းဆက်ဆက်ကြားချေရွက်ကြီးများနှင့် ဟာနီဒါဆန်ကိုကြားကတရွတ်တိုက်ကဆွဲချီသွားသည့်စွတ်ကြောင်းရာကြီးကို အရှင်းသာတွေ့လိုက်ရပါသည်ဟာနီဒါဆန် ဟာနီတာဆန်အတန်ကုံအော်ဟစ်ကယူကိုတာဆန်ဒီရိုင်ဖယ်ကိုမောင်းတင်ရင် နားဆင်းရခေါ်လိုက်ရာသူနဲ့ဝါနေရိုက်ခန့်ခြုံထဲမှ လူကြီးတန်တက်တက်ကြားလိုက်ရည်ကြောင်းယူကိုတာဆန်ဒီရိုင်ဖယ်ကိုလှန်ဆွတ်တက်က လူကြီးတန်ထွက်ပေါ်လာရာစီတို့မှန်း၍ရိုင်ဖယ်နဲ့သုံးချက်ပြစ်တွင်လိုက်တော်သည်တို့ရတွင်ကြားကြီးဒီ ကစုံတရာအရာဝတ္ထုတစ်ခုကိုတရွတ်ဆွဲ၍ခြီးပိုးသည့်လားတောနဲ့ထဲသို့တဖြောင်းဖြောင်းတံများနှင့် ဝင်ရောက်ကာဝေးသည့်ထက်ဝေး၍သွားပါတော့သည်တနတ်တန်သုံးချက် အချိန်မတော်ကာလတွင်ကြားလိုက်ရသည့်တပြေစကမ်းမှဂျပန်တက်ခွေသည်ချက်ချင်းပင်လက်နှိတ်ဓမီများနှင့်အရေးတကြီးတပြေစကမ်းအနည်းရှိဓမီရောင်များပေါ်ထွက်နေသည့်ကားစီသို့ပြေးလွှားရောက်ရှိခဲ့သည်ထိုးရာထိုးရာ ကြာကြာဟူသော ကြောက်အားလန့်အားဖြင့်ရိုင်ဖယ်ကြီးကိုကင်ကာအော်ဟစ်နေသောယူဂိုတာဆန်ကို မီးရောင်ထဲတွင်ဂျပန်စစ်သားများကတွေ့လိုက်ရပြီးချက်ချင်းပင်တက်ခွဲရှိရဲဘော်အားလုံးကိုမီးတုပ်များဓာတ်မီးများနှင့်လူစုခွဲ၍တန့်ဖြတ်ပြီးတောင်းနှင်းလျက်ပိုက်စိတ်တိုက်ရှာဖွေလိုက်ကြသည့်တွင်ချောင်းဥရှို့ထဲ၌လယ်မြို့တွင် ကြားစွင့်ရာကြီး၄ပေါင်းနဲ့ဝမ်တွင်သာတဝက်ကျော်ရင်ဖွင့်ကကြားစားသွားသော ဟာနင်ဒါဆိုင်အလောင်းကို ပြန်လည်ရရှိခဲ့လေသည်ယိုဂိုတာဆန်အဖို့သူ၏တငယ်ချင်းကိုသူ့နောက်ပိုင်းမှကပ်၍ကြားချီသွားသည့်ရုတ်တရက်မမျော်လင့်သောဖြစ်ရနှင့်ရုတ်ပြက်ဆင်းပြက်ဖြစ်နေသည့်ဟာနေဒါဆိုင်အလောင်းကိုတွေ့ပြီးရသည့်အတွက်သွေးပြက်က ချုံနှောင်ထားရသည့်အချိန်တွေသို့ရောက်ရှိခဲ့လေ၏။ကျိုးနှင့်ချီတုပ်ထားရမှတချီတချီတွင ကြာကြာဟု၍အလန့်တကြားအော်ဟစ်ကသွေးပြက်နေသောယိုကိုတာဆန်ကိုပထောင်ဂျပန်ဆေးရုံသို့ပို့လိုက်ရလေသောသတည်းပထောင်မှတောင်ကုတ်တို့တက်သည့်ကားလန်တလျှောက်တွင်ကျွဲကလေးစကန်းတပြေစကန်းရေပေါ်ကြီးစကန်းစသည့်စကန်းများသည်ကြားစုများနှင့်ပတ်သက်၍နာမည်ကြီးသောစကန်းများသာဖြစ်ပေ၏ကျွဲနှင့်တပြေမတဲလီနှင့်တဲလီတဲလီမအိတ်လီနှင့် အိလီအိလီမပြောလီနဲ့ဟူသော ခရီးသွားများ၏ရာဇဝင်တွင်ရစ်သောမှားတမ်းများရှိခဲ့ပေ၏အဘဲကြောင့်ကျွဲကလေးစကန်းဟုခေါ်ကြောင်းကိုပထောင်ဖက်မှဗုဒ္ဓဆောင်ဗမာအဖိုးကြီးအမေကြီးဟာဟာဒီနေရာဟာအခုမှလူတွေသွားရတာစစ်ဘူးကြီးနေကြားကအာကြီးပေါ်အာကြီးဆို နေခင်းကြောင်တောင်မှာပဲစကန်းကလူတွေကိုကြားကအတင်းဝင်ဝင်ဆွဲလိရှိတယ် ကြားကလည်းကျွဲကလေးလောက်ရှိလို့ကျွဲကလေးစကန်းလို့နာမည်ပေးထားတာဗျကျွန်တော်တို့ဗမာကာကွယ်ရေးတပ်မတော်တပ်ရင်းတုံးဒီပေါ်ပြပါတောင်ကုတ်ကားနန်းတလျှောက်၌တာဝန်ကြရောက်စဉ်တွင်ကြားစုများဤကျောင်းမက်ဖွေရာတောင်ချမ်းပုံတို့နှင့်အထုပ်ပတ်သည့်ဖြစ်ဖြစ်များကိုကြားပြစ်လိုသောမုတ်ဆူးများတို့တင်ကန်းစာများနေနှင့်ပေါ်ပြစီရင်ခံအပ်ပါကြောင်းလိန်မာကျွမ်းကျင်သောမုတ်ဆူးကောင်းများပေါ်ထွန်းလာရေးတို့ရှေ့ရှုလျက် ရှုမောဝမဂဇင်းအသွဲဆက်ရှိအမှန်နဲ့တုံညာကွန်ဩဂုတ်လ1964ဟုတ်ခဲ့ပါခင်ဗျာဒီနေရာလေးမှာပဲစာရေးဆရာကြီးဘူတာယာရဲဘော်၃ချိတ်ရေးသားထားတဲ့ကြားဆိုတဲ့ဝိထုတိုလ်လေးပြီးဆုံးလို့သွားပါပြီခင်ဗျာနားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ